ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်နယ်စပ်ကမိုးပြဲမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေတိုက်ပွဲပြင်းထန်နေပြီးတပ်ရင်း၃ရင်းကရဲဘော်၃ယောက်ကြာဆုံးခဲ့ရတယ်လို့တပ်ရင်းတွေကမေလ9ရက်နေ့ကထုတ်ပြန်ထားပါဗျ။ ကရိုင်းမျိုးသားတက်မတော် KNA 2133တရင်ကရဲဘော်ခွန်ဟင်နရီခေါ်မိုးဒီကမေလ9ရက်နေ့မှာကြာဆုံးခဲ့ပြီး KN လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦးကာလာလာတ6421တရင်ရဲဘော်ကမေလ6ရက်နေ့မှာကြာဆုံးခဲ့က SSNDF KNDF ဘူဟာအမှတ်9ရဲ့တရင်အမှတ်103ကရဲဘော်စောကဲဘလုခေါ်ဖိုးကဲကမေလ2ရက်နေ့မှာကြာဆုံးခဲ့ရတယ်လို့ KNA ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရတယ်။ SSNDF KNDF ကရဲဘော်ရဲ့ဓာတ်ပေါ်တွေဟာစစ်ကောင်စီလက်ထဲကိုရောက်ရှိသွားပြီးတိုက်ပွဲဝင်ရဲဘော်တွေကဓာတ်ပေါ်တွေကို ပြန်သေးဖို့ကြိုးစားတဲ့အချိန်စစ်ကောင်စီတပ်ကပြစ်ခတ်လို့တယောက်ထိခိုက်မိခဲ့တယ်လို့လည်းသိရပါဗျ။အခုလက်ရှိအချိန်မှာမိုးပြေတဝိုက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး drone နဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေအပြင် အစိမ့်ခွေပါတဲ့ဘုံတွေကိုအုံပြုတ်တိုက်ခိုက်နေတယ်လို့ KNDF ကမေလ6ရက်နေ့ကထုတ်ပြန်ထားပါတယ်ရှင်။